ဝိပဿနာတရားအထုတ်ထားတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဒါလေးကိုရှင်းဥစွာသင်ထားကြရမှာဖြစ်တယ်ပေါ့။ဘာလဲလို့ဆိုရင်မြတ်စွာဘုရားသဗ္ဗေဓမ္မာနာလံပိဏိဝေတာယ။သဗ္ဗေဓမ္မာခန္ဓာ၅ပါးဆိုတဲ့တရားအလုံးဟာတဲ့အပိဏိဝေတာငါငါဥစ္စာလို့ စိတ်ထဲမှာမှတ်ထားဖို့နာလံမတော်ဘူးတဲ့ဆိုလိုတာကရုပ်ပဲဖြစ်ဖြစ်နာမ်ပဲဖြစ်ဖြစ်ခန္ဓာ၅ပါးအာရဏ၁၂ပါးဓာတ်၁၈ပါးဆိုတဲ့ဤတဘာဝတရားတွေဟာငါပဲငါဥစ္စာပဲလို့စိတ်ထဲမှာစွဲမှတ်ထားဖို့မသိတဲ့တရားတွေပါဆိုတာကိုတော့ရှင်းဥစွာသင်ထားရမယ်တဲ့ခန္ဓာ၅ပါးကိုသင်ထားတယ်ဆိုပါစို့ ဥပ္ပခန္ဓာဒုက္ခန္ဓာကြီးမျက်စိနာနာလျာကိုဆိုရက်ဒုက္ခန္ဓာကြီးဝေဒနာလို့ဆိုရက်ခံစားမှုချမ်းသာတာခံစားမှုဆင်းရဲတာခံစားမှုချမ်းသာဆင်းရဲမဟုတ်တဲ့ခံစားမှုပညာလို့ဆိုရက်အာယုံကိုမှတ်သားမှုသင်္ခါရလို့ဆိုရက်စိတ်ဆော်မှုကြံစည်မှုဝိညာဏလို့ဆိုရက်အာယုံကိုရယူသိရှိမှုဆိုရက် ဒီယုတ်တဘာဝတရားနန္ဒဘာဝတရားတွေဟာဘယ်ဟာကိုမှငါဟာငါငါငါဟာလို့စိတ်ထဲမှာဆွဲမှတ်ထားဖို့မတော်ဘူးတဲ့။ဘာဖြစ်လို့ရောဆိုလို့ရှိရင်ကိုဆွဲမှတ်ထားတဲ့အတိုင်းမဖြစ်လို့ပါဟာတဲ့။ကိုဆွဲမှတ်ထားတဲ့အတိုင်းမဖြစ်လို့ဟုတ်တယ်လေ။ယုတ်ကိုပဲဖြစ်ဖြစ်ငါလို့ဆိုလိုက်လို့ရှိရင် तू ကငါမှမဟုတ်တာ तू ကသူသူ့တဘာဝအတိုင်းသူ့အကြောင်းနဲ့သူဖြစ်တာဟုတ် အဲ့လိုမဟုတ်ဘူးငါဟာလို့သတ်မှတ်လိုက်လေသူကသူ့တို့အတိုင်းသူ့သွားနေတာဆိုပါစို့မျက်စိလေးကိုငါမျက်စိလို့ကိုကသတ်မှတ်လိုက်တယ်အဲ့ဒီငါမျက်စိလို့သတ်မှတ်ထားတဲ့မျက်လုံးလေးဟာတဖြည်းဖြည်းမုံမလာဘူးလားမုံလာတယ်အသက်အရွယ်ရအချိန်တန်တော့နာကျင်တဲ့ခါသူနာတာပဲကိုကနာခိုင်းတာမဟုတ်ဘူးဟောမျက်စိနာတယ်မျက်စိအောင့်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်နားလည်းထို့တူပဲလျှာလည်းထို့တူပဲနှာခေါင်းလည်းထို့တူပဲ ခန္ဓာကိုယ်ဟာအလုံးပဲငါဟာလို့ပြောလိုက်တဲ့ဟာတွေကငါဟာဆိုတဲ့အနေအထားမျိုးတစ်ခုမှရောက်မလာဘူးတဲ့ကိုထင်တဲ့အတိုင်းတစ်ခုမှမဖြစ်ဘူးကိုဖြစ်ချင်တာတွေနဲ့တခြားပဲဖြစ်နေတယ်ဆိုတော့ငါလို့လဲသတ်မှတ်ဖို့မသင့်တော်ဘူးငါဟာလို့လဲသတ်မှတ်ဖို့မသင့်တော်တဲ့သဘာဝတရားသူ့အကြောင်းနဲ့သူဖြစ်နေတာတဲ့လူတွေကသာငါလို့ထင်နေတာအထင်သက်သက်မြတ်လာဖြစ်တယ်ပေါ့အဲ့ဒါကြောင့်မို့လို့ ဝိပဿနာကျင့်မှုရအတွက်ဒီအတွေးလေးကိုအရင်သင်ရမယ်။သဗ္ဗေဓမ္မာနာလံပိနိဝေဒာယ။ယုတ်တရားနန္တရားအလုံးဟာငါလို့စိတ်ထဲမှာဆွဲမဲ့ထားဖို့မထိုက်တဲ့ငါဟာလို့စိတ်ထဲမှာဆွဲပိုက်ထားဖို့မထိုက်တဲ့တရားတွေသာဖြစ်တယ်။သူဖြစ်ခြင်းတို့ဖြစ်ငါဖြစ်ခြင်းတို့ဖြစ်တဲ့အရာမဟုတ်ဘူး။ဟော အချိန်တန်တော့သူပြက်ချင်းပြက်သွားတယ်ကိုနဲ့ဘာမှမဆိုင်သလိုပဲနေရတယ်နော်ကိုဆန္ဒကိုဆန့်ကျင်ပြီးတော့အလုံးဖြစ်နေကောင်းပြီအဲ့ဒါလိုဖြစ်နေတဲ့သဘာဝတရားတွေကိုဒီအတိကိုအခြေခံပြီးတဲ့အခါကျတော့ကိုယ်တဏ္ဍာမှာရှိတဲ့ဒီသဘာဝတရားတွေကိုတွေ့အောင်ရှာတွေ့အောင်ရှာတယ်ဆိုတာဒါကရုပ်ပဲဒါကနာမ်ပဲဒီလိုတွေ့အောင်ရှာတာပြောတာဆိုပါစို့ ထွက်လီဝင်လေလေးကိုကြည့်ထွက်လီဝင်လေလေးဟာစိတ်တည်းဟူသောအကြောင်းကြောင့်ရှူလိုက်ရှိုက်လိုက်နဲ့လေကလေးကဖြစ်နေတာလေလေးကရှူလိုက်ရှိုက်လိုက်ဒီလိုဖြစ်နေတဲ့စိတ်တစားဝါရောလို့ခေါ်တယ်စိတ်ကြောင့်ဖြစ်ပေါ်နေတဲ့အရာလေးနော်စိတ်မရှိတော့ဘူးဆိုရင်အသက်ရှူသေးရလားလူဟာမရှူတော့ဘူးအဲ့ဒါကြောင့်မလို့ဒီရှူတဲ့လေဟာ ဒီခန္ဓာကိုယ်ထဲမှာရှုသွင်းဆိုင်ထုတ်လို့နေတာစိတ်ကြောင့်ဖြစ်နေတာအဲ့တော့စိတ်တည်းဟုသောအကြောင်းကြောင့်ဖြစ်လာတဲ့ဒီလေလေးကိုငါလို့သတ်မှတ်မလားဆိုသတ်မှတ်လို့မရဘူးစိတ်ရှိတုံးသာဖြစ်တာစိတ်မရှိရင်သူကမဖြစ်တော့ဘူးအဲ့တော့ငါလို့ဆွလန်းလို့လည်းမရဘူးအဲ့ဒီလေလေးဟာဝါရောယုတ်ကလေးပဲအဲ့ဒီဝါရောယုတ်ကလေးကနေပြီးတော့နှာသီးပြားလေးကိုလာထိဟောနှာသီးပြားလေးကလည်းငါလားလို့ဆိုတော့မဟုတ်ဘူးသူ့ ကံစိတ်ဥဒ္ဓါရအကြောင်းတရားတွေကြောင့်ပေါင်းစပ်ပြီးတော့ဖြစ်ပေါ်နေတဲ့အရာလေးသာဖြစ်တယ်။ဝါယောယုတ်နဲ့နာသီးပြားနဲ့ကာယပဒါရနဲ့ပေါင်းစုံလိုက်တဲ့အခါကျတော့ထိမှန်းသိလိုက်တဲ့ထိတိစိတ်ဆိုတာလေးပေါ့။အဲ့ဒီထိတိစိတ်ကလေးကရောငါလားလို့ဆိုငါမဟုတ်ဘူးဒါနန္တရားတက်တဲ့မြားလားဖြစ်တယ်။ယုတ်နှစ်ခုပေါင်းစုံမှုကြောင့်ပေါ်လာတဲ့နံကလေးပဲဖြစ်တယ်လို့အဲ့ဒါလို့ရှုမြင်ထားလို့ရှိရင်ဒါ ညာတပညာနဲ့သိတယ်ပေါ့လေရနှာသီးပြားကရှိတဲ့ကာယပတာရယံကယုတ်တရားဖြီလို့သိတဲ့အသိစိတ်လေးကနန္တရားလို့ခုကကိုလေးယူရင်စဉ်းစားကြည့်ပေါ့အဲ့ဒီစဉ်းစားတယ်လို့ထိုင်းနေတဲ့အခါမှာလည်းစဉ်းစားလို့ရတာပဲကျမ်းပေါ်ထိုင်းနေရင်ကျမ်းရဲ့မာကျောမှုတို့မို့ဒီဆိုဖာပေါ်ထိုင်းရင်ဆိုဖာရဲ့ဣရာတို့ခန္ဓာကိုယ်ပေါ်လာထိနေတာထိတာရဲ့ ဟုတ်လားနောက်ပြီးတော့ထိတာကိုတိတယ်ဆိုတာရင်ဒီ၃မျိုး၃မျိုးပဲအများတန်းဒီ၃မျိုးပဲအတန်ကနားလာထိရင်လည်းအတန်ရဲ့နားရဲ့ထိတိစိတ်ရဲ့နော်အနံ့ကနှာခေါင်းလာထိလို့ရှိရင်လည်းထို့အတူပဲအနံ့ရဲ့နှာခေါင်းရဲ့နန္တိစိတ်ရဲ့လျာကနေထမင်းစားလို့ဟုတ်လားလာပြီးတော့ထိတယ်ဆိုရင်လျာရဲ့အရသာရဲ့ဒီတစ်ခုထိလိုက်တဲ့အခါမှာလျက်တိစိတ် ခန္ဓာကိုယ်ထိတာတို့နော်ခန္ဓာကာယပတာရထိသိစိတ်ဟောဒီလိုပေါ်လာတာအဲ့တော့ရုပ်ရည်နာရည်လို့ကွဲကွဲခြားခြားသိသွားတာနဲ့တပြိုင်တည်းဒါမြတ်စွာဘုရားကခုနအသည့်လေးကိုရှင်းရှင်းပြီးတော့ဒါကရုပ်ဒါကနာမ်ဆိုတာညာတပရိညာနဲ့ပိုင်းခြားသိရမယ်တဲ့ဒါဝိပဿနာအချင်းချင်းကိုအချင်းချင်းခေါ်တာ ခုနနှလုံးသွင်းကနေဆက်ပြီးတော့ရုပ်နဲ့နံကွဲအောင်ကြည့်ကြည့်ပြီးတဲ့အခါကျတော့ထိုရုပ်နံရဲ့သဘာဝတွေကိုကြည့်လိုက်တဲ့အခါမှာဝင်လာတဲ့လေလေးကလည်းလေဝင်လာပြီးပျောက်သွားတာပဲနော်ကာယပဒါရလေးကိုလာထိလိုက်တဲ့အချိန်မှလေးပဲတိတဲ့စိတ်လေးကလည်းပေါ်လာတာပြီးတော့လည်းပျောက်သွားတာပဲအဲ့တော့ထိတဲ့အခိုက်ကလေးမှာတိတဲ့စိတ်လေးပေါ်လာတဲ့ထိပြီးတာနဲ့ပျောက်သွားပြန်တဲ့အဲ့ဒီမမြဲတဲ့သဘောတွေကို စဉ်းစားသိရှိလာတဲ့အခါကျတော့မမြဲပါလားလို့ဆိုတဲ့ဆုံးဖြတ်တဲ့အသိဉာဏ်တစ်ခုပေါ်လာတယ်။အဲ့ဒါကိုတိရဏပရိညာလို့ခေါ်တာပဲ။ညာတပရိညာဆိုတာဒါကယုတ်ဒါကနံ။ဘာဖြစ်လို့ယုတ်လို့ဘာဖြစ်လို့နံလို့ပြောတာတော့ဆိုရင်ဟောနံဆိုတာအာယုံကိုသိတဲ့သဘော။ ခဏကလေလေးကလည်းမသိဘူးကာယပတာရာလေးကလည်းမသိဘူးသိတာကနန္တရားလေးကသာသိတာဟောမသိတဲ့သဘောကယုတ်သိတဲ့သဘောကနန်းလို့အကြံပြင်းတယ်လို့ပြောလို့ရတယ်ပေါ့အဲ့တော့သဘာဝချင်းနှစ်ခုမတူဘူးအမတူတဲ့သဘာဝနှစ်ခုပိုင်းခြားသိတာညာတပညာပဲအဲ့ဒီညာတပညာဆိုတဲ့အသိဉာဏ်ရပြီးတဲ့အခါမှာမမြဲတဲ့သဘောတွေထိုမမြဲမှုကြောင့်စိတ်ပြည့်စရာကောင်းတဲ့သဘောတွေ ကိုယ်ဆန္ဒအတိုင်းမဖြစ်ဘူးဆိုတဲ့အနတ္တသဘောတွေကိုဆုံးဖြတ်နိုင်လာလို့ရှိရင်တိရဏပရိညာလို့ခေါ်တယ်။အဲ့ဒီလိုမြတ်စွာဘုရားကဝိပဿနာဉာဏ်နဲ့အခုလိုညာတပရိညာတိရဏပရိညာဆိုတဲ့အသိဉာဏ်တွေနဲ့တိတိရမယ်လို့ဟောပြီးတဲ့အခါမှာရှင်မောကလံကိုဗာတရားဟောတော်ဆိုဝေဒနာကမ္မထံကိုခေါ်လိုက်တယ်။ဘာဖြစ်လို့ဝေဒနာကမ္မထံဟောတော်ဆိုစိတ်ထဲမှာ ။ဘာယုံတစ်ခုပေါ်လာလို့ရှိရင်သူကခံစားမှုတွေရှိတယ်။ခုနရှူလိုက်တဲ့အခါရှူကောင်းလို့ရှိရင်ဒုက္ခဝေဒနာ။ဟိုရှူရတာမကောင်းဘူးတဲ့ရှူရတာလည်းခက်တယ်လေကြီးရလည်းမကောင်းဘူးဆိုလို့ရှိရင်ဒုက္ခဝေဒနာ။ထိုင်ရတာပင်ပန်းနေအောက်ကနေပြီးတော့မာတယ်ဇလုံးစခုကြီးဖြစ်နေတယ်ဒုက္ခဝေဒနာ။အဲ့ဒီဝေဒနာလေးတွေကိုမြတ်စွာဘုရားကမမြဲတဲ့သဘောအနေနဲ့ရှူရမယ်တဲ့။ထိုဝေဒနာလေးတွေပြတ်သွားတာမြင်ရမယ်။ ထိုဝေဒနာလေးတွေချုပ်ငိမ့်သွားတာမြင်ရမယ်ဖြစ်ပေါ်လာတာကိုလည်းမြင်ရမယ်ချုပ်ငိမ့်သွားတာကိုလည်းမြင်ရမယ်ဝေဒနာကမ္မထံကိုဝေဒနာနုပဒနာကမ္မထံကိုခေါ်လိုက်တာအဲ့ဒီလိုဝေဒနာရဲ့ဖြစ်မှုပြက်မှုသဘာဝလေးတွေကိုမြင်လာတဲ့အခါမှာတဲ့ဝေဒနာပေါ်မှာမြင်တယ်လို့အာလုံးသဘာဝတရားတွေပေါ်မှာလည်းပဲဖြစ်ပြမှုတွေမြင်လာတဲ့အခါဘာဖြစ်တယ်ဆိုရင်ဆွဲလန်းမှုဆိုတဲ့ငါဆိုတဲ့ ငါဟာလို့တဏှာဆွဲလန်းမှုငါဆိုတဲ့ဒိဋ္ဌိဆွဲလန်းမှုဆိုတာ၄ပျောက်ကင်းသွားတယ်လောကမှာဆွဲလန်းစရာဆိုတာဘာတစ်ခုမှ မရှိတော့ဘူးတဏှာဒိဋ္ဌိနဲ့ကြည့်ပြီးတော့ဆွဲမက်ထားစရာတစ်ခုမှမမြင်တော့ဘူးမမြင်တဲ့အခါမှာသူကဆွဲလန်းမှုမရှိသည့်အတွက်ကြောင့်တွေ့တာမှုပြုတ်သွားတယ်လောကမှာဆွဲလန်းမှုဆိုတာဘာမှမရှိသည့်အတွက်ကြောင့်တွေ့တာမှုတွေခြုံငိမ့်သွားတယ် တွေ့တံမှုတွေခြုံငိ